ရှင်ဥပဂုတ်တအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့ပါကျုပ်ဆရာတော်ဘုရားကြီးတစ်ချိန်ကပြောပြရှင်းပြခဲ့တဲ့ဗီဒီယိုပိုင်းလေးတစ်ပိုင်းကိုဦးဇင်းပြန်လည်ပြီးတော့ဓမ္မဒါနပြုမျှဝေပေးပါမယ်။ဦးဇင်းတို့အိုးခက်ငယ်ငယ်ကလေးကရှင်ဥပဂုတ်တနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့သိခဲ့တာကတော့ ်ဦးဇင်းတို့နယ်ဘက်ဦးဇင်းတို့ရွာဘက်မှာအလူတန်းကြီးတွေလှုပ်တဲ့အခါမှာမိုးတွေလေတွေမကြအောင်ဆိုပြီးတော့ဒါရှင်ဥပကုဒ္ဒကိုပူဇော်ခဲ့တာ တွေဦးဇင်းတို့တွေ့ခဲ့မြင်ခဲ့ပူပါတယ်ပြီးတော့ဦးဇင်းတို့ကအေယဝတီမြင့်နဲ့ခဏနီးနီးမှနေရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့တခါတလေမှာဒီမြစ်ထဲမှာပေါ့ ရှင်ဥပဂုတ်တဖောင်တွေမျိုးမျိုးလာတာကိုလည်းပဲဥစဉ်တို့တွေ့မြင်ခဲ့ပူပါတယ်။ဒါပေမဲ့ရှင်ဥပဂုတ်တနဲ့ပတ်သက်ပြီးတော့ဥစဉ်တို့ရှင်ဥပဂုတ်တနဲ့ပတ်သက်တဲ့အကြောင်းအရာကိုပေါ့ဘာမှဥစဉ်တို့မသိခဲ့ပါဘူး။ကြီးလာတဲ့အခါကျတော့ဥစဉ်တို့ရှင်ဥပဂုတ်တနဲ့ပတ်သက်ပြီးတော့အခုလိုဒါသာသနာပေါင်းမှာရောက်လာတဲ့အခါကျတော့လည်းပဲရှင်ဥပဂုတ်တနဲ့ပတ်သက်ပြီးတော့ဒါဆရာတော်များ ဟောပြရှင်းပြမိကြားချက်တွေကြောင့်ဒါသိရှိနားလည်ဘုသူဒ္ဓတွေရခဲ့တယ်ပေါ့တချို့လူပုဂ္ဂိုလ်များရှင်ဥပါကုဒ္ဒနဲ့ပတ်သက်ပြီးတော့တကယ်ရှိတယ်တကယ်မရှိဘူးစသည့်အဖြစ်ငင်းခုန်ပြောဆိုကြတယ်တချို့ကြတော့လည်းပဲရှင်ဥပါကုဒ္ဒကိုပူဇော်လို့ဘာမှအကျိုးမရှိဘူးတချို့ကလည်းအကျိုးရှိတယ်ဒီလိုစသည့်အဖြစ်ငင်းခုန်ကြတယ်ပြောဆိုကြတယ်ပေါ့ ဒါကိုဆရာတော်များကလည်းပဲရှင်ဥပကုဒ္ဒနဲ့ပတ်သက်ပြီးတော့ပြောပြရှင်းပြကြတယ်ပေါ့အဲ့ဒီလိုရှင်ဥပကုဒ္ဒနဲ့ပတ်သက်ပြီးတော့ရှင်ဥပကုဒ္ဒနဲ့ပတ်သက်တဲ့အကြောင်းအရာကိုရှင်းပြပြောပြတဲ့ဆရာတော်တွေများစွာရှိပါတယ်သို့တော်လည်းပဲဒီကနေ့မှာတော့တချိန်ကပါကျုဆရာတော်ဘုရားကြီးပြောပြရှင်းပြခဲ့တဲ့ရှင်ဥပကုဒ္ဒနဲ့ပတ်သက်တဲ့အကြောင်းအရာကိုပြောပြရှင်းပြခဲ့တဲ့ဗီဒီယိုဖိုင်လေးကိုအားလုံးဦးဇင်းတို့ဓမ္မချစ်ခင်သူတော်ရှင်များ ဘာတိုင်ပုတ္တများရရှိဖို့အတွက်အထူးအဖြစ်ရှင်ဥပဂௌဒ္ဒနဲ့ပတ်သက်ပြီးတော့မတိသေးတဲ့သူများနားမလည်သေးတဲ့သူများသိရှိနားလည်သဘောပေါက်ဖို့အတွက်ဦးစင်တီဗီတို့ဖိုင်လေးကိုဓမ္မဒါနာပြုမျှဝေလိုက်ပါတယ်ဦးစင်နဲ့တူရှင်ဥပဂௌဒ္ဒနဲ့ပတ်သက်ပြီးတော့ဒါပါကျုဆရာတော်ဖရာကြီးတစ်ချိန်က ရှင်းပြပြောပြထားတဲ့ဒီဗီဒီယိုဘိုင်းလေးကိုဦးစင်းနဲ့တူတိကျကြည့်ပြီးတော့ဦးစင်းတို့ ဘာသာရေးဘုဒ္ဓများဒါတူဝါရရှိအောင်ဦးဇင်းတို့ဘာသာရေးဘုဒ္ဓရယူကြရအောင်ဘုရားဘာသာဝင်တို့ လက်ခံယုံကြည်ကိုးကွယ်နေသောအရှင်ဥပဂုတ်တယဟန္တာမထေရီထေရဝါဒဘုရားဘာသာဝင်တန်ဃာတော်ဟုတ်မဟုတ်သိလိုပါသည်ဗျာမဟုတ်ခဲ့ရင်တန်ဃာအမှတ်ဖြင့်ကိုးကွယ်နေသူများအကျိုးရှိမရှိအပြစ်ရမရ ဆက်လက်ကိုးကွယ်တင့်မတင့်ကိုသိလိုပါသည်ခင်ဗျာလို့မေးလျှောက်ပါတယ်ခင်ဗျာဥပဂௌဒရှိမရှိဆိုတာနဲ့ပတ်သက်လာလို့ရှိရင်ဒါ historical point ပဲတရားဟာတော့တော့ဥပဂௌဒဆိုရက်မြတ်စွာဘုရားရဲ့တပည့်သားတွေထဲမှာဘုရားပြိဋိဘံဆန်တဲ့အခါမှာတန်ခါခုနှစ်သိန်းတက်ရောက်တယ်လို့ပြောတယ်အဲ့ဒီပုဂ္ဂိုလ်တွေကဘွဲ့နာမဲ့တိတာမတမ်းမနေပါနဲ့ ဝဲနာမည်စင်ရင်ထုတ်ပြနိုင်တာနည်းနည်းလေးပဲရှိပါတယ်။နာမည်စင်ရင်မထုတ်နိုင်တာတွေအများကြီးရှိတယ်။ဒီဂௌတဆိုတဲ့စကားလုံးတွေကတော့အိန္ဒိယနိုင်ငံမှာမှဲ့လိပဲထားရှိတဲ့အရာဝတ္ထုတွေ။ဥပဂௌတဆိုတာရဲ့အကြောင်းကိုတော့ထေရဝါဒကျမ်းဂန်တွေမှာမပါသလောက်ပါပဲ။ပါတာကတော့ဓိဗျာဝါဒနာဆိုတဲ့ကျမ်းမှာဥပဂௌတရဲ့ထုတ်ပတ်ဒီပါတယ်လို့သတင်းကြားမှုပါ။အဲတက္ကရာကျမ်းတွေကလာတာ။လာသည့်အတွက်ကြောင့် မပါဘူးမရှိဘူးလို့ရှိတယ်မရှိဘူးဆိုတာကဒီဟာနဲ့ပတ်သက်ပြီးတော့အငင်းမပွားတိုက်တဲ့ပြဿနာတစ်ခုပါအငင်းမပွားတိုက်တာကိုသွားပြီးတော့အငင်းပွားနေလို့ရှိရင်အကုသိုလ်ဖြစ်မှာပဲရှိပါတယ်ဘာမှအကျိုးရတစ်ခုရလက်ဖြစ်မှာမဟုတ်ပါဘူးခုနကိုယ်ွယ်မှုနဲ့ပတ်သက်လာလို့ရှိရင်ကတော့ဘာအတွက်ကိုယ်ွယ်တာလဲရှင်ဥပုပ်ကိုကိုယ်ွယ်တာဘုန်းကြီးတို့သိတာတော့မိုးတားတဲ့အခါရှင်ဥပုပ်ရင်းနဲ့လောင်းတာတော့တွေ့ အဲ့တော့မိုးတားပါတယ်ဆိုမှရှင်ဘုကုတ်ရေနဲ့လောင်းတော့သူကြတော့ရွှဲရွှဲဆိုကိုကြတော့မိုးရွာမှာကြောက်ဆိုတော့ဒီအရတော့လေတဘာဝမကြသေးဘူးအဲ့ဒါလေတဘာဝမကြတဲ့အလုပ်တွေကတော့လောကမှာအများကြီးပဲပေါ့နော်အဲဒီပြဝရဏဆိုရဲကျမ်းထဲမှာလို့ဆိုရဲအာတော့ကမင်းကြီးဒီအလူတန်းလှူတဲ့အခါမှာရေမောင်းချက်တောင်းလေးတောင်ရေကမောင်းချက်တောင်းလေးတောင်စေဒီကောင်းချက်တောင်းလေးတောင်နေတဲ့အခါမှာမန္တရဲ့အနောက်ရှက်ကိုရှုဘုကုတ်ကတကိုးနဲ့တားပေးတယ် ဒါရီခေတ်ကရှင်ဥပကုတ္တဆာရှိကျင်နေရှိမှာပေါ့တန်ဃာတွေအများကြီးတွေကနေပြီးပုဂ္ဂိုလ်တူပဲအဲ့တော့မရှိဘူးလို့လည်းပြောเสียရမလိုဘူးပေါ့မရှိဘူးလို့လည်းညင်းเสียမရှိဘူးဘာလို့လဲဆိုတော့ဒါ historical point ပဲ historical point historical point ဆိုတာကမှတ်တမ်းဆိုတာရှိကျင်မှာရှိတဲ့အခါလေးじゃんမှတ်တမ်းမရှိရင်မရှိရဘူးလို့ဒီလိုပြောလို့မရဘူးဒါမှတ်တမ်းဝင်တာကနည်းနည်းလေးပဲရှိတယ်မှတ်တာကနည်းနည်းလေးပဲရှိတယ်လေ ီမဲ့တာဝတိပြည်မှာလူဦးရေခုနှစ်ကလေးရှိတဲ့ထဲမှာမှတ်တမ်းဝင်တဲ့လူနာမည်နည်းနည်းလေးပဲရှိတာပဲဗမာပြည်မှာလည်းပုဂံခေကလူတွေအများကြီးရှိတာပဲမှတ်တမ်းဝင်တာလူသိတာနည်းနည်းလေးပဲကျန်စစ်သားတို့ငလုံးလက်ဖယ်တို့ငထွေယူတို့အလောက်လောက်ပဲညာဦးဖူးကြီးတို့ဒါမျိုးလောက်ပဲသိတာဒီပြည်လူတွေသိမှမသိပဲနဲ့အဲ့တော့မရှိဘူးလို့ပြောလို့ရလဲမဖြစ်နိုင်ရှိတယ်လို့လည်းပြောဖို့ရအထောက်အထားမရှိနိုင်ဘူး ရှိနိုင်တယ်လို့တော့ပြောလို့ရတယ်။ဘာဖြစ်လို့လဲဆိုတော့ခိဆက်ဆက်မှာယန္တာတွေဆိုတော့ပေါ်နေတာ။အဲ့တော့ကိုယ်ပဲမှုဆိုတာနဲ့ပတ်သက်လာလို့ရှိရင်ကတော့သူ့ရဲ့သီလကုံသမာဓိကုံကိုအာယုံပြုပြီးတော့ကိုယ်ဝယ်တာကတော့ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေအပြစ်မဖြစ်နိုင်ဘူးဒါ။ယဟန္တာပုဂ္ဂိုလ်တော်အနေနဲ့ကိုးကွယ်တာဟုတ်ကိုးကွယ်ကြတဲ့ယဟန္တာပုဂ္ဂိုလ်ဆိုပြီးတော့သီလကုံသမာဓိကုံကိုးကွယ်လို့ရှိရင်ဘာဖြစ်ရင်ကိုးကွယ်လို့ရအပ္ပဒံကျမ်းထဲမှာ ရသော်ဘုရားကိုစားဆိုပြီးတော့ဘောဓိပင်ကအပွေးကလေးကိုဖះကိုစားဆိုပြီးတော့အခွန်လေးအခောက်ကလေးဘောဓိဘောဓိပင်ရဲ့အခောက်ကလေးကိုဖះအမှတ်နဲ့ကိုးဝယ်တာသဲပုံလေးကိုစုပြီးတော့သဲပုံစေတီတည်ပြီးတော့ကိုးဝယ်တာသဲပဲအမှန်ကသို့တော့ဖះလို့စိတ်ထဲမှာထားပြီးတော့ကုသိုလ်ပတ်တိုင်းကုသိုလ်ရသေးတာပဲအပါဒံထဲမှာဒီပုလိနထုပသဲပုံစေတီတည်ပြီးတော့ဒီကိုးကွယ်ခဲ့တဲ့ပုဂ္ဂိုလ်တွေဟာကောရဝဖះလက်ထက်မှာလာပြီးတော့ကြွတန်းဝင်တာတွေရှိတာပဲအဲ့တော့ အဓိကကတော့ဘာလို့ဆိုကိုယ်ခွေသူရဲ့စိတ်နေသဘောဓာတ်အဓိကကျ။ဘာအတွက် ကိုယ်ခွေတာလဲ။လက်လက်ပါလိုချင်လို့ကိုယ်ခွေရင်တော့အဲ့ဒါလက်လက်ပါရကြင်ရမယ်မရကြင်မရဘူးဒါတော့။ तू ကလက်လက်ပါရင် ဆုံးမှာပဲ။ဒါကတော့ကုသိုလ်အတွက်မဟုတ်ဘူး။ तू ကိုယ်ခွေတာကလက်လက်ပါအတွက်ကိုယ်ခွေတာ။လက်လက်ပါအတွက်ကိုယ်ခွေလို့ तू ရကြင်ရမယ်မရကြင်မရဘူး။ဒါကုသိုလ်တော့မဟုတ်ဘူး။နော်။အော်ယဟန္တာအဖြစ်နဲ့သီလကုံတော်ဝါးကြီးကိုပညာကုံတွေကိုလေးစားပြီးတော့ပူဇော်ပြီးတော့ကိုယ်ခွေတယ်ဆိုရင် ရှင်ပုဂ္ဂိုလ်ကိုယ်ွယ်ကိုယ်ွယ်တခြားပုဂ္ဂိုလ်ကိုယ်ွယ်ကိုယ်ွယ်အပြစ်မရှိဘူးကုသိုလ်ရတယ်ကုသိုလ်ရနိုင်ဒီတန်ဃာနဲ့ပတ်သက်လာလို့ရှိရင်မြတ်စွာဘုရားကတကိဏဝိပင်ကတော့မှဟောထားတာလေးတခုကိုတတိထားစရာလေးပေါ့နောက်အနာဂတ်မှာခတ္တဘူးလို့ဆိုတဲ့ခတ္တဘူးဆိုတဲ့သံဃာလုံးကခုတ္တရဆိုတာအနွယ်ကိုပြောတာဘူးဆိုတာဖြည့်စည်းတယ်ဆိုတဲ့အဓိပ္ပာယ်လည်းရတယ်ဖြစ်စေတယ်ဆိုတဲ့အဓိပ္ပာယ်လည်းရတယ်ပေါ့ ဒိဗေနှစ်ခုထက်အဲ့ဒီမှာသာသနာတော်နောက်ပိုင်းမှာအာနေပြီးပျောက်ွယ်လှူနီးသွားတဲ့အချိန်မှာတဲ့ယန်းတန်ဃာတွေဟာကာတာဝခန္ဓာသင်္ကန်းရောင်လေးကိုလက်ဘဲမှာစီးထားနက်ကတိုင်လေးလို့အမှန်အသားလေးတစ်ခုပဲကြံတော့မယ်ကြံတာကလူဖို့လူစားဒါဒီကနေ့ခင်မှာကိုပဲဘုန်းကြီးတို့သီရိလင်္ကာမှာနေတော့ကဒီ ဟင်းဗုဒ္ဓဆင်းနဲ့ပတ်သက်ပြီးတော့လာပြီးတော့ပို့ချတယ်ကျွတူကပါမောက္ခတရားကျွတူကပါမောက္ခကလာပြီးတော့ပို့ချတယ်အဲ့ဒီပါမောက္ခကသူကဘုန်းကြီးတဲ့ဘုန်းကြီးလို့သာပြောတယ်သူကဘုကေနဲ့မောင်မီရှင်နဲ့အင်ကြီးနဲ့ဘုန်းကြီးအမှုရာတခုမှမတွေ့ရဘူးဒါတော့သူ့မှာ reverend ဘုန်းကြီးဆိုပြီးတော့ကျွတူကဘုန်းကြီးတပါရှင်ဗုဒ္ဓဆင်းနဲ့ပတ်သက်ပြီးတော့လာပို့ချတယ် သူကသူဘုန်းကြီးတယ်ပေါ့အဲ့ဒါမျိုးတွေရှိတယ်လို့ဒါဒါအစပြောတာလို့ခေါ်တာပေါ့နော်ဘုန်းကြီးဥဝဇာနဲ့တခြားစီဖြစ်သွားပြီအဲ့တော့ထားတော့အဲ့မြတ်စွာဘုရားကဟောထားတယ်ထင်မယ်ကာတာဝခန္ဓာသင်္ကန်းရောင်လေးကလက်ဘင်းမှာပဲစီးထားတာရှိမယ်ပေါ့ကျန်တာတွေကလူဝလူစားဖြစ်သွားအဲ့ဒီလိုပုဂ္ဂိုလ်မျိုးတောင်မှပဲတဲ့တန်ခါကိုယ်စလေတန်ခါကိုရည်စူးပြီးတော့ လှူမယ်ဆိုလို့ရှိရင်ကုသိုလ်ရတဲ့လူများဆိုပြဟောထားပါလေ။ဘူရင်ကျမ်းကိုကြည့်ရင်ဒက္ခိဏဝိပင်္ဂတုတ်ကိုဖြည့်။အဲဒီမှာညဆော့ပြဟောထားတာရှိတယ်။တန်ခါကိုကိုကရည်စူးတာကတန်ခါကိုရည်စူးတာ။ तू ကကိုစလဲပဲ။သူ့ကိုရည်သူ့ကိုလှူတယ်။တန်ခါကိုရည်စူးပြီးတော့လှူလို့ရှိရင်တဲ့။တန်ခိကဒါနာဖြစ်တယ်လို့ညဆော့ပြဟောထားပါလေ။အဲ့တော့ကိုယ်ွယ်ပူဇော်မှုဆိုတာ ပူဇော်တဲ့ပုဂ္ဂိုလ်ကိုယ်ွယ်တဲ့ပုဂ္ဂိုလ်ရဲ့စိတ်နေသဘောထားပေါ်မှာအများစွာတည်ပါတယ်။ဘာအတွက်ကိုယ်ွယ်တာလဲ။ဘာရည်ရွယ်ချက်နဲ့ကိုယ်ွယ်တာလဲဆိုတာပေါ်မှာမူတည်တယ်။ကိုယ့်ဘက်ကပို့ပြီးတော့အဓိကကြတယ်။လှူဒန်းမှုကိုယ်ွယ်မှုဒီကိုယ်ွယ်သူနဲ့ပို့ပြီးတော့သက်ဆိုင်တယ်။အကိုယ်ွယ်ခံရတဲ့ပုဂ္ဂိုလ်ကဆိုပါစို့ကိုကကိုယ်ွယ်တာကပုဂ္ဂိုလ်တရားကိုယဟန္တာထင်ပြီးတော့ကိုယ်ွယ်တယ်။သူ့ရဲ့သီလသမာဓိကိုရည်စူးပြီးတော့ တန်ဃာတွေရဲ့ကိုယ်စလဲအနေနဲ့ကိုယ်ွယ်မဲ့ဆိုရင်ကိုယ်ွယ်လို့ရတယ်သို့တော့ဒုတိလကိုတီလရှိတဲ့ပုဂ္ဂိုလ်လို့ထင်းနေတဲ့အထင်ကတော့ဒါမှားရွေးတဲ့အထင်ပေါ့ဒီတကယ်ဒီပုဂ္ဂိုလ်ဟာတီလရှိတဲ့ပုဂ္ဂိုလ်ပဲလို့ဒီလိုယူဆပြီးတော့ကိုကိုယ်ွယ်တာတော့ကိုယ်အတွက်ကတော့ဘာမှမျက်နှာဆုံးရှုံးစရာတော့မရှိဘူးပေါ့ကိုကတီလရှိတဲ့ပုဂ္ဂိုလ်သူ့ရဲ့တီလကောင်တမာလေးကိုကိုယ်ွယ်တာပေါ့ အဲ့တော့သူ့မှာမရှိလို့ရှင်ကိုကိုကိုွယ်တဲ့ဟာကဒီကိုကတန်ဃာတွေကိုဥတီပြီးတော့အာယုံကိုသူတူတဲ့အာယုံမပြုတ်ပဲနဲ့အစင်အဆက်ကိုအာယုံပြုတ်လိုက်မယ်ဆိုလို့ရှင်ကိုကိုကိုွယ်မှုပါပိုတန်မိုးရှိလာတာဖြစ်ပါတယ်အဲ့ဒါလို့ဒါကြောင့်မို့တန်ဃာကိုကိုကိုွယ်တဲ့အခါမှာတိလဝန္တလာဒုတိလာလာဆိုတာမသိနိုင်သေးတဲ့အတွက်ကြောင့်မြတ်စွာဘုရားကတန်ဃာကိုကိုကိုွယ်တာဟာအကောင်းဆုံးပဲတန်ဃာဆိုဒီမှာခေါဏကအစင်အဆက်မြတ်စွာဘုရားရဲ့တပိသားတော်ကားတွေကို ဆိုလိုတာပါပုဂ္ဂိုလ်တူဦးရည်ညွှန်းတာမဟုတ်ပါဘူးအဲ့ဒါကြောင့်မို့လို့တန်ခိကဒါနမြတ်တယ်လို့ဒီလိုဟောတာဖြစ်တယ်ဒါကြောင့်ကိုယ့်ကိုယ်မှုပုံမှာအခြေအနေမူတည်ပြီးတော့စိတ်နေသဘောထားမှာတည်ပြီးဒီဒါနကောင်းမှုဆိုတာအကျိုးပေးမှုကွဲပြားခြားနားမှုတွေရှိပါတယ်ကဲဦးဇင်းတို့အားလုံးသောဓမ္မချစ်ခင်သူတော်စင်များဘာသာရေးဘုဒ္ဓတာများတူဝါရရှိနိုင်ကြပါစေ။ အလွန်ကိုစိတ်နှပြကျမ်းမာချမ်းသာစွာနဲ့သာသနာအကျိုးကိုလည်းပဲစတတ်တဲ့ဘုသေးဘုဆောင်ရွက်နိုင်ကြကုန်သောတရားသိမြင်မျက်နှိပ်ပံသို့ဝင်ရောက်နိုင်ကြကုန်သည့်သာသနာပြု သူတော်ကောင်းသူမြတ်လောင်းများဖြစ်နိုင်ကြပါစေ။